Bridge ဆိုင်ဆရာမ MMK ရေးသားသည် The Farm Pavilion ဆောက်ကိုဆရာမြတန်းတဲ့ဘာသာပြန်ဆိုသည်ရွှေပြည်တော်မျော်တိုင်းဝေးအခန်း48နောက်ဆယ်ရက်အကြာတိတ်ဆိတ်ငြိမ်သက်၍နေရောင်ဝန်းနေသည့်တမန်ရက်တွင်သူတို့စီးနှင်းလိုက်ပါလာသည့်မိုရာလာတင်မောကလေးသည်အိမ်တုမြို့ဝကတိအမည်ရှိမြို့ကလေးတစ်မြို့တွင်စိုက်သည်ထိုတင်မောပေါ်မှခရီးသည်၃ဦးဆင်းလာကြ၏တယောက်မှာအရက်အမောင်းကောင်းကောင်း ကိုလုံးကျစ်ကျစ်မျက်နာရင်းမုတ်စိတ်ကျင်ဆွဲတို့တက်ရက်စွာရိတ်ထားသည့်ပထန်အမျိုးသားတစ်ယောက်ဖြစ်၏နောက်တစ်ယောက်မှာအဝေးအစားကိုကြီးလိုက်ရုံများဖြင့်အာဖဂန်နစ္စတန်အမျိုးသားတစ်ယောက်မှန်းတည်သားနိုင်သည်နောက်ဆုံးတစ်ယောက်မှာခေါင်းမီးခြုံထားသည့်အမျိုးသမီးတစ်ယောက်ဖြစ်၏အမျိုးသမီးမှာထိုနှစ်ယောက်အနက်တစ်ယောက်ဤဇနီးဖြစ်နိုင်သည်ဟုယူဆရသည်မိုရာလာသင်းမော့သည်ခရာချီတွင်တရီများတစ်တီးကြောင်များနှင့်ဆံများတင်ရန်ရန်နာစဉ်ဂူပတ်သည် အာဖဂန်အမျိုးသားဝစ်စုံကို ရှာ၍ဝယ်လာခဲ့သည်သူတို့သွားရမည့်အစင်းငယ်သည်ကြမ်းတမ်း၍တောတောင်ထူထပ်သည့်ပြင်ငယ်သူငယ်သားများကလည်းလူစိမ့်သူစိမ့်ဆိုရင်းလိုက်လဲပြူငါမရှိသည့်ငယ်မြေဟုနာမည်ကြီးသည့်အတွက်အာဖဂန်အဝယ်စားကိုဝတ်သွားရန်စတိကင်းကအကြံပေး၏မင်းတို့ပြောတဲ့အတိုင်းဆိုရင်အဲ့ဒီညမှာ၄၅ရှိရတော့ကြမှာဒီတော့အာဖဂန်အဝယ်စားကိုဝတ်သွားရင်ကောင်းမယ်အဲ့ဒီညကလူတွေကအာဖဂန်နစ္စတန်လူမျိုးဆိုရင်ညနေရှိန်နေ Ash သည်သူပြောသည့်အတိုင်းအာဖဂန်နစ္စတန်အမျိုးသားဝတ်စုံကိုဝင်လာခဲ့သည်သူအတွက်ကြောင့်မလို့မသိစင်မအတော်သို့သွားရာလမ်းခရီးတစ်လျှောက်လုံးတွင်အငန်းငယ်ပင်ပန်းဆင်းရဲသည့်တိုင်အညီရမရှိဖြတ်ကျော်လာနိုင်ခဲ့ကြသည်စတေဂင်းဤမိတ်ဆွေတင်မောကိုစလေတူဤစီစဉ်ပေးချက်ဖြင့်သူတို့သည်ရေတိမ်သွားဝမ်းပြတင်မောကလေးတစ်စင်းကိုငှားကာအိမ်ညွတ်မြစ်အတိုင်းဆန်လာခဲ့ကြ၏အချို့နေရာများတွင်ရေတိမ်သည်ဖြင့်ကူလီများကကန်းသို့တက်၍ကျိုးဖြင့်ဆွဲကြရသည် ို့ဖြင့်သူတို့သည်ပန်ချက်ပြည်နယ်ရှိမြစ်ကြီးငါးတွယ်တို့ပေါင်းစုံစည်းဝင်ရာအိမ်ဒူးမြစ်ထိုမမြောက်ဖက်ဒီရာဂါစီခန်တို့ဆန်ခဲ့ကြ၏ထိုနေရာတို့ရောက်နေဘလူးချီစတန်တောင်များမှနှင်းများကို မြင်ကြရလေပြီဇူလီကနှင်းဖုံသောတောင်ထွတ်တို့ကိုမြင်ရသည့်အခါတွင်ပျော်လွန်းသဖြင့်မျက်ရည်တွေဝင်းနေသည်အက်စတိုနှစ်ယောက်သည်သင်မောဖြင့်သွားရသည်ကိုနှင်းလွန်းလှသည်ဖြင့်ကုန်းနှန်းဖြင့်သွားလိုက်ခြင်းသည်တို့ရရင်ရာသီဥတုပူပြင်းစပြူပြီး အညက်ခင်းညိညဉ့်ညိခင်းများမှာပဲရွက်ပြင်းသေးကြီးတလုံးထဲတွင်ထိုင်နေရသည်နှင့်ပူလောင်အိုက်ဆက်နေတတ်သည်ထို့နောက်တွင် HD မြင်းနှကောင်ကိုဝဲက မြင်းဖြင့်လာခဲ့ကြ၏သင်မောဆိုင်တွင်ဂုံးပေါ်သို့တက်၍မြင်းစီကြ၏ဇူလီဤခေါင်းမိချုံကိုလှက်စည်းနိုင်ရန်အတွက် လူသူအလန်းဝေးရာသို့သွား၍စီးကြရသည် H ကဂူဘတ်အတွက်လည်းမြင်းကြစည်းဝင်မည်ပြု၏တို့ရရင်ဂူဘတ်ကမြင်းမစီးခြင်းသင်မောပေါ်တွင်သာအေးအေးလူလူနေခြင်းသည် တခတရံသူတို့မစည်းသည့်အခါမှသာသူတို့မြင်းတစ်ခေါင်ခေါင်ကိုကောက်၍စီးတတ်၏မြစ်ကြောင်းတွင်ခီးသွားရသည်က အလွန်နေသည်တို့ရရင်အက်နှင့်ဇူလီတို့အဖို့တော်မူနေသည်မထင်သူတို့အဖို့ထိုခီးအဆုံးမရှိလျင်ပို၍သဘောကျနေကြသည်သူတို့နှစ်ယောက်ဒီလိုအပူပင်မရှိနေရလျင်ဒီမျှသောဒုက္ခတို့သည် အသေးအဖွဲမျှသာတင်မောပေါ်တွင်ပါသည့်အစာအသောက်ကလည်းခက်ညံ့ညံ့တို့ရရင်ဇူလီသည် အစာငတ်ရင်ငတ်ညီခဲ့ဘူးပြီး ဒီမြလောက်ကိုတော့မမှုတော့မြေအောက်အကျဉ်းတိုက်ထဲမှာဆူဆွတ်သောကြောက်ပြားပေါ်တွင်တစ်နှစ်လောက်အိတ်ခဲရပြီးသည့်နောက်တစ်သားချမ်းမြင်ပေါ်တွင်မွေးရပါပါကလေးခင်းအိတ်ရသည်ကိုလည်းအကြောင်းမဟုတ်တော့ရမဟာဟော်နန်းကမိမဆောင်တွင်ဆိုရင်အုတ်တရိုင်းမြင့်မြင့်ကြီးတွေကာထားသဖြင့်လေကောင်းတွေတက်မရတင်မောပေါ်တွင်ဆိုရင်လေပြေကညင်ညင်ရှုကင်းကသာထွေရေပြင်းညင့်တောင်ငန်းတို့ကအဆန်းဆန်းအကျဲကျဲတောင်ဆွေတို့ကမုံကြီးကြီးမြေကြီးကမေမေ ော်ရီကမှောင်မှောင်လာရောင်ကဝင်းဝင်းရမဟာဟော်နမ်မပရင်ပေါက်မရှိသော အခန်းချင်းကလေးတွေနေထိုင်ခဲ့ရသူတဦးအဖို့မူထိုအရာများအားလုံးသည် အမခန့်သည့်ရှုခင်းတွေကြီး ash အဖို့မူကျင်းစဦးသူဇနီးပြန်၍ကျမ်းမာလာကအလှတွေတိုးလာသည်ကိုမြင်ရလျင်ပဲကျဉ်နှံ့နေလေပြီအထက်သို့ဆန်တက်လာသည်နှင့်အမျှအိမ်တုမြစ်သည်ကျယ်၍နှက်လာ၏မြစ်တမြစ်ညှင့်မဲမတူပင်လယ်အော်ကလေးတစ်ခုနှင့်တူနေသည်ဘေးတစ်ဖက်တစ်ချက်မှာ လူနေအိမ်ကြီးကင်းလျက်ထမ်းပင်မကြီးပင်တမာပင်ထနောင်းပင်တို့ကိုသာမြင်ရသည်လူကိုမမြင်ရသည့်တိုင်အသက်ကင်းမဲ့နေသည်မဟုတ်ငှက်များကရေကြိမ်တွင်ကူးခတ်နေသည့်ငါးကလေးများကိုထိုးတုံနေကြသည်လိမ်များနှင့်မိเจ้าများကတောင်ကုန်တွင်တက်၍ရေစာလှုံလျက်ငပြန်တို့ထပ်ပွက်လိုက်သည့်အခါ၌ငွေရောင်သည်ညီရောင်ထဲတွင်လက်ခနဲပြတ်သွား၏ရေဝင်စည်းစာများတွင် မြစ်ပြင်သည်ရွှေရောင်တန်းက blue cheese stand တောင်တန်းကြီးများသည် ပို၍နီးလာသည်ထင်ရ၏အိတ်တန်းတက်ကြသောပြိုင်းအုံများတောပဲအုံများငန်းအုံများကိုမြင်ရတတ်သည် စိတ်အုံများကလအုံများကို မောင်းလာသည်စိတ်ချောင်းကလအုပ်ချောင်းများကိုလည်းတစ်ခါတရံတွင်မြင်ရတတ်၏ပေါင်သည်နှင့်တမင်များဒရေများတောဝက်များ ခွေးအများနှင့်ဖြူကောင်များသည်ရေဆက်သို့ရေတောက်ဆင်းလာတတ်ကြသည်တစ်ခါတရံတွင် အဝေးမုကုတ်ဆောင်ဝိုင်းစီသို့ လုံးစည်း၍နေကြသောမြင်းအုပ်ကြီးများကို လွင်ပြင်တွင်မြင်ရတတ်သည် မြစ်ထဲတွင်လည်းနွားစာကျွဲစာများထင်းများစပားများကြံများဟင်းသီးဟင်းရွက်များတပဲပဲအော်မီလိုက်ပါလာကြသောစိတ်များနှင့်သူများကိုတင်လာသည့်လှေများပိုက်ချနေသောတံငါတွေတို့၏လှေများကိုမြင်ရတတ်၏တခါတရံတွင်လည်းမိခိုးတလူလူဖြင့်အဆုံအဆန်သွာလာနေကြသောမိသင်မောများကိုတွေ့ရတတ်သည်အက်သည်မူရာလာသင်မောပေါ်မှာကလေးက ဇူလီကိုအင်္ဂလိပ်စာနှင့်ပထန်စကားညှိတိုင်းသင်ပေးခဲ့သည်ဇူလီကလည်းအတတ်မြန်သည်ဇူလီသည်မိမဆောင်ထဲတွင်ညီခဲ့ရသဖြင့်ဘာမျမတတ်ခြင်းဖြစ်ကြောင်းအခွင့်အရေးရ၍သင်နှင့်သူ့အုံနောက်သည်လွန်စွာအတတ်မြန်ကြောင်းကို တွေ့လာခဲ့သည်ယခုမှဇူလီသည်အင်္ဂလိပ်စကားကိုရေလဲပတ်လဲပြောနိုင်လေပြီ ash ခွင့်မပြစ်မီတလအလိုလောက်တွင်သူတို့သည် ကလာဘတ်သို့ရောက်ကြမည်ဖြစ်၏ထို့ကြောင့် ash သည်မတန်းသို့စောစောရောက်အောင်မပြတ်မဲ တင်မောကိုတဏီယာတွင်ကြောက်ချကာလမ်းတွင် အကြာကြီးနာသည်ညဉ့်ညေဆိုရင်ဇူလီညစ်မြင်းလျှောက်စီကြသည်သို့ရာတွင်စားတောင်တန်းကြီးနာသို့ရောက်သည့်အခါတွင်မူကဘာကြီးတွေကလည်းမြင်လာသည်လေလဲကောင်းကောင်းမရတော့နေ့မပြောညင်ညမာပဲနေပူအိုင်နေတတ်သည်နေ့ဆိုရင်ကစားတောင်ကမ်းမကြီးများပေါ်သို့ထိုးကြနေသည့်ညီအောင်နှင့်တဲတောင်ဇက်ကတဲပြင်းတို့ကြောင့်မျက်စိကျိမ့်လျက်ရှိရာသူတို့တင်မောနိုင်ရများသည်ပေါင်းဖို့ကြီးတစ်ခုတည်းသို့ထုတ်လာတဲ့ကဲ့သို့ ချစ်ချစ်တောက်ပူနေတတ်၏ဒီလိုနေရာမျိုးတွင်မူကြကြအချိန်မဖြုံးနိုင်ဇူလီကိုအေးရိတ်သားရသို့ရောက်အောင်ခက်မြန်မြန်ခေါ်သွားနိုင်လေကောင်းလေမဟုတ်လောအပူတက်တာစီရင်အတွက်ခိုင်ခန့်သည့်အမိုးအကာနှင့်တကားဝရန်တာကြဲကြဲရှိသည့်အိမ်တလုံးလေကိုအေးမြစေသောပန်ကာနှင့်ဆွဲရက်တို့ရှိသည့်အိမ်တလုံးတို့မြန်မြန်ရောက်လေကောင်းလေမဟုတ်လောဤတွင်သူတစ်ခါကတဲခဲ့သည့်ဇာရင်ဤအတော်ဖာတမာဘီကန်းကို ရုတ်တရက်အမှတ်ရလိုက်သည် ဖာတမာဤအိမ်ကအတော်လမ်းဘေးတွင်ရှိပြီးဥဒရိုင်းမြင့်မြင့်ကြီးညင်ဖြစ်သည်။ဘေးတွင်လည်းဥယျင်တွင်ပန်းကြံတွင်ညင်ဇူလီကိုဖာတမာဘီကန်ဤအိမ်တွင်စိတ်ချလက်ချထားနိုင်သည်။အဖွားကြီးကလည်းစိတ်ချရသည်။နှုတ်လုံးသည်။မဒန်းတို့ရောက်နေထိုကိစ္စအတွက်ဇာရင်ကိုစီစဉ်ထားနှင့်ယန်ဂူဘတ်ကိုမြင်းဖြင့်မဒန်းတို့လွှတ်လိုက်၏။ဇာရင်ကိုနှုတ်ဖြင့်အကျိုးအကြောင်းအပြောလွှတ်လိုက်သည်။ဟမ်မီတန်ဆက်ထံသို့လည်းစာတစောင်းရေး၍ပေးလိုက်၏။သူတို့ကိုအကြောင်းကြားပြီးရင် ဒီနေရာသို့ပြန်မလာတော့ဘဲအတော်သို့တောက်လျှောက်လာခဲ့ရန်လဲမှားလိုက်သည်ဒီနေရာမှမတန်းသို့ဆိုရင်နှစ်ရက်ခရီးလောက်ရှိလိမ့်မည်မတန်းမှအတော်သို့ဆိုရင်တညခရီးများသာမိမိတို့မှမူတင်မောညင်သွားရသဖြင့်အတော်သို့ရောက်အောင်တပတ်လောက်သွားရအောင်မည်နောက်6ရက်လောက်ကြာ၍ဒကောင်လောက်အရောက်တွင် Ash တို့သည်အတော်သို့ရောက်လာခဲ့ကြ၏ Ash သည်ပါတမာဘီကန်အိမ်သို့လာခဲ့သည်ဒီတစ်ခေါက်တွင်မူသူတယောက်တည်းမဟုတ်တော့ ဖာတမာဘီကန်းဤအိမ်ဝင်းသို့ဝင်သည့်လမ်းတွင်ဖုန်တွေကခြေချင်းဝတ်ခန့်ထူထပ်လျက်သို့ရရင် HE မြင်းဆက်ကျိုးတန်ကြွချင်းချင်းကြောင့်လောမပြောတတ်တကားဝါသို့ရောက်သည်နှင့်ဝင်းတကားကြီးသည်အตาပွင့်လာက သူတို့စီတို့လူတယောက်လျှောက်လာသည်ကို မြင်လိုက်ရသည်အခြားသူမဟုတ်ဇာရင်ဖြစ်၏ဒီကောင်းနေတော့သခင်ဆက်ဂူဘတ်ကိုကျွန်တော်ပြောတာပဲသခင်ဆက်ဒီမြင့်ကျင်ကျင်ကလေးထဲမှာကြာကြာဆန်နေမှာမဟုတ်ဘူးကုန်းလန်းကတက်လာလိမ့်မယ်လို့ H ကသူ့ကိုပြန်နှုတ်ဆက်ရင် ဟုတ်တယ်စားရယ်။ရက်ကကျင်းလာတော့ဝဲရီရောကြောက်ဆောင်တွေရောဆိုတော့ကျွန်တော်စိုးရိမ်နေ။ဒါနဲ့ကုန်းနှန်းကဆင်းလာတာ။ Ash ကဇက်ကျိုးကိုပစ်ချလိုက်ပြီးနောက်ဇူလီကိုကုန်းလေးပေါ်မှတွဲချပေးသည်။ Ash ဒီဇူလီကိုဇာရင်နဲ့မိတ်ဆက်ပေးခြင်းမပြုဘဲရင်းဆက်ကျိုးကိုဆွဲကာဇာရင်နောက်မှနေ၍ဝင်းထဲသို့လိုက်လာသည်။ဇူလီကလည်းအိန္ဒိယအမျိုးသမီးတို့ထုံစံနောက်မှလိုက်လာသည်။တအိမ်လုံးအိတ်ကုန်ကြလိမ့်မည်။တို့ရရင်ဖာတမာဘီကန်ဤအစီကံမိမကြီးသည် သူတို့ကိုမှန်အိမ်တစ်လုံးဖြင့်ဆောင်ရရရှိရာဇူလီကိုအတွင်းဆောင်သို့ခေါ်သွားသည် သူတို့နှစ်ယောက်ထဲကျန်ရသည့်အခါတွင်မှစင်ကလေးတစ်ခုပေါ်တွင်ထွန်းထားသည့်မိအောင်တွင်ဇာရဲနှင့်အက်တိုသည်တယောက်ကိုတယောက်သေချာစွာကြည်ကြ၏ဒီအိမ်တွင်တညအိတ်ခဲ့ပြီးနောက်ကွဲသွားခဲ့သည့်အတွင်း၌သူတို့နှစ်ယောက်သည် အကြီးအကျယ်ပြောင်းလဲနေကြပြီကောသူတို့နှစ်ယောက်ကွဲကွာသွားကြသည်မှာနှစ်ညက်ခန့်ရှိလေပြီတို့ရရင်ဇာရင်ဤမုတ်စိတ်တွင်ကွက်တိကွက်ကြားဖြူလျက်ရှိလေပြီညနာတချမ်းတွင် အမယူကြီးတစ်ခုသည်လက်ထင်စက်မှနှကန်းတောက်သို့ကန့်လန့်ဖြက်လျက်ရှိ၏စီပရီတွင်သဘုံများနှင့်တိုက်ခဲ့စဉ်ကရခဲ့သောဒဏ်ရာဖြစ်သည် ထိုတိုက်ပွဲကြောင့်ဇာရင်မှာဘိုယာဒူးသို့တိုးမြင့်ခံခဲ့ရသည်အက်ကမူဇာရင်လောက်မပြောင်းလဲလူစိမ့်တယောက်အနေဖြင့်မူဘာမျှပင်ပြောင်းလဲသည်ဟုမထင်ရတို့ရရင်ဇာရင်ကမူ HE ပြောင်းလဲချက်များကိုကောင်းကောင်းသတိပြုမိသည်သူမျက်နှာသည် အရင်ကလိုတင်းမာခက်ထန်ကဇွတ်တရွတ်လုံးမြင့်ပုံကိုမဆောင်တော့ နမောင်သောမြခုံးများအောက်မှမျက်လုံးများသည်ပြင်းငိမ်ကကျင်ရက်ရောင်ရဲသောအသွင်ကိုစောင့်နေကြ၏။အင်းတော်တော်ပြောနေပုံရရဲ့။အေးလီအရာရာကိုပြောင်းလဲပေးလိုက်ပြီတာပဲ။ဟုစားရင်တွေးနေသည်။သူတို့နှစ်ယောက်သည်တယောက်ကိုတယောက်အတန်ကြာကြည့်နေမိကြ၏။ဘေးလူသားမြင်ရင်သူတို့နှစ်ယောက်သည်ပြန်လဲတွေ့ဆုံနေသည့်လူမိတ်ဆွေနှစ်ယောက်နှင့်မတူခွဲခွာကြရတော်မူလူနှစ်ဦးနှင့်တူနေသည်။တနည်းပြောရရင်မှန်တော့မှန်သည်။သူတို့နှစ်ဦးကြတယ် တခါကရှိခဲ့သည့်တစုံတရာသည်ပျောက်ွယ်သွားပြီဆိုသည်ကိုနှစ်ယောက်စလုံးတည်ပြုမိလိုက်ကြ၏အက်ကပြုံးလိုက်၏စောစောကဝန်းနှင်းညီသည်တို့ပျောက်သွားပြီ သူတို့နှစ်ယောက်သည် ပွေဖက်နှုတ်ဆက်ကြ၏ဇာရင်ကအမှန်အင်ကိုကောက်ယူလိုက်ပြီးထမင်းပြင်ထားရာအခန်းတစ်ခန်းစီသို့ခေါ်သွားသည်သူတို့နှစ်ယောက်သည် စားရင်းတောင်းရင်းစကားကိုအမြင်မပြတ်ပြောကြ၏ဇာရင်ဤဖခင်ကိုတာတက်မှာယခုတလောတွင်ကျမ်းမာခြင်းမရှိကြောင်းသခင်ဆက်လာမည်အကြောင်းကိုသတင်းပို့ပြီးဖြစ်ကြောင်း နေထိုင်ကောင်းရင်အတော့တို့လာ၍တွေ့မည်ဖြစ်ကြောင်းဟမီတန်ဆက်မှခွင့်ယူထားကြောင်းဂူဘတ်မှဟမီတန်ခွင့်ညှင့်သွားရမှလမ်းတွင်ပြန်လာပြီးဟုသိရသည့်အတွက် ash ပေးလိုက်သည့်စာကိုပေးရန်အဘိုတပတ်တို့သွားနေကြောင်းစသဖြင့်ဇာရင်ထံမှသိရ၏ဟမီတန်ဆက်ကိုစာသားဆောင်ပေးလိုက်တဲ့ဆိုလူကိုယ်တိုင်တွေ့မှပေးလို့သခင်ဆက်ကမှားလိုက်တဲ့အတွက်သူပြန်လာမဲ့လမ်းကိုသွားပြီးပေးမယ်ဆိုပြီးထွက်သွားတာပဲလမ်းမများကြာနေသလားဟမီတန်ဆက်ပြန်မလာသေးလို့များစောင့်နေသလား ။ဒါနဲ့သခင်ဆက်တို့တင်မောဆိုင်မဆိုင်ကိုလူတယောက်လှုပ်အကြည့်ခိုင်းပြီးကျွန်တော်ကိုယ်တိုင်စောင့်နေတာ။တရင်ညင်ညဲဆက်မှတရင်များကို မကြားရသည်မှကြားလာပြီ။ဝေါ်လီထံမှနောက်ဆုံးစာရပြီးသည့်နောက်တွင်ပါတရင်ကိုမျှမကြားရတော့ဇာရင်ကဗြိတိရှ်ရက်နှင့်အာဖဂန်နစ္စတန်တို့စစ်ပစ်နိုင်သည့်အလားအလာများကို ပြောပြ၏။အက်ရှ်ကမူသူ့အကြောင်းကို၎င်းဇူလီအကြောင်းကို၎င်းဘာမျှပြောပြခြင်းမပြု။သူမပြောသည့်အခါတွင်ဇာရင်ကလည်းတမင်မမေးဘဲညီလိုက်သည် တရေတမောအိတ်အနားယူပါစေဩအေးအေးဆေးဆေးမှမီတော်မီ HD ထိုနေ့ညရင်ညှစ်ချိုက်စွာအိပ်ပျော်သွား၏နောက်တနေ့တွင်မူအဖြစ်အပျက်ကိုဇာရင်အားပြည့်ပြည့်စုံစုံဖွင့်ပြောလိုက်သည်အမတာပတ်သူကိုပင်ဂျက်စနစ်မန်နီလာတို့ရုတ်တရက်ရောက်လာခဲ့ပေါ့မိုရာလာတင်မောပေါ်တွင်မိမိညှင့်စုလီတို့အချင်းယုံ၍လက်ထပ်ခဲ့ကြပေါ့ထိုသုံးနှစ်အတွင်းတွေ့ကြုံခဲ့ရပေါ့ဇာရင်လည်းတီးတင်းတလောက်တီးပြီးသားပဲဂူဘက်ကသူ့ကိုလာပြောစဉ်က ဖာတမာဘီကန်အိမ်သို့တခင်ဆက်လာ၍ခနထားမိဟိညူအမျိုးသမီးမှာတောင်မိုင်းမှခေါ်လာသည့်ဆွေကြီးမျိုးကြီးအမျိုးသမီးဖြစ်ကြောင်းထိုမိမပြိုညင့်တခင်ဆက်တို့မှာအကျဉ်လင်မယားသဘောမျိုးလက်ထပ်ပြီးဖြစ်ကြောင်းဇာရင်ကိုကြို၍ပြောပြီးဖြစ်သည် သူတို့လက်ထပ်ပွဲတွင်စာဒီလှုပ်ခြင်းမပြု ခရီးယန်ဖုံးကြီးလည်းမပါသဖြင့်ဂူဘက်ကထိုလက်ထပ်ပွဲကို အရေးကြီးကြီးထားခြင်းမရှိတို့ရရင် Ash လက်ထပ်ယူခဲ့သည့်အမျိုးသမီးသည်သူကိုယ်တိုင်သိခဲ့သော ဖာရင်ဂီမဟာဒေဝီဤသမီးငယ်ဇူလီပိုင်ဖြစ်လိမ့်မည်ဟူ၍ကနည်းနည်းမျှမမျှော်နိုင်ငယ်အက်ရှ်နှင့်ဇူလီပိုင်တို့လက်ထပ်ပြီးကြောင်းကိုကြားလိုက်သည့်အခါတွင်ဇာရင်စိတ်မကောင်းဖြစ်သွား၏အက်ရှ်ကိုသူတို့ဘီလက်သူအမျိုးသမီးတစ်ယောက်နှင့်လက်ထပ်စေခြင်းသည်သို့မှသာအက်ရှ်သည်ဘီလက်သားလိုလိုအိန္ဒိယတိုင်းသားလိုလိုကြက်မမဲကြီးမရောက်အောက်ကလီအာဘဝမှလွတ်ကင်းမည်သို့ဆိုနေသူမမွေးလာသည့်တာသမီများသည်သူ့အဖေလိုနေချားဆောင်တက်တွင်စံပြအရာရှိများဖြစ်လာကြမည် ို့အခါတွင်သူသားသမီးများသည် Ash လိုပင်အိန္ဒိယပြည်ချင်းနှင့်အိန္ဒိယပြည်သူတို့ကိုချစ်ခင်နားလည်သည့်စိတ်တွေပေါ်လာနိုင်မည်။သို့မဟုတ်ပဲဇူလီကိုယူ၍ဇူလီညစ်မြဲနေရင်သူတို့မှပေါက်ဖွာလာသည့်သားသမီးများသည်တရားမဝင်ကလေးငယ်များဖြစ်ပြီးကဗျားလေးများဖြစ်နေမည်။ထို့အခါတွင်သူတို့သည်ငယ်ကြားဆောင်တတ်သို့ဝင်ဝင်ရကြတော့မည်မဟုတ်ဟုဇာရင်တွေးနေသည်။သို့ရာတွင်ညီတို့ဖြစ်စေ Ash ကလက်ထပ်သည့်ကိစ္စကိုလျှို့ဝှက်ထားကဇနီးကို ဟိုတီမတန်းတွင်ရှိသည့်အိမ်တစ်လုံးတွင်မထင်မရှားထားမည်ဟုသိရသည့်အတွက်တော်သေးသည်ဟုဇာရင်တစ်ဖက်မှလှည့်၍ဖြေသည်သူဇနီးထံသို့လာလျှင်တက်ထဲကလူတွေမသိဖို့သာလိုသည် အက်ကသူဇနီးကိုတိတ်ကြဆိတ်လျှို့ဝှက်ထားခြင်းမှာတိတ်တိတ်ပုံမရအဖြစ်မဟုတ်ဘဲသူဇနီးဤလုံခြုံရေးအတွက်ဖြစ်သည့်တိုင်ကိစ္စမရှိ အက်ကတက်နယ်တစ်ခုလုံးကိုသူဇနီးဖြစ်ပါသည်ဟုထုတ်ဖော်ပြောဆိုခြင်းမပြုလျှင်ဇာရင်ကျဉ်ရက်ပြီသူဇနီးဟုလူသိရှင်ကြားကြင်ညာလင်း ညချားဆောင်တက်မှုနှင့်တကားတက်သားအလုံးကပါအတိအမှတ်ပြုကြမည်မဟုတ်ကြောင်းကိုဇာရင်သိပြီးဖြစ်၏ဇာရင်ဤအတော်ဖာတမာဘီကန်မှာအသက်ကြီးလာပြီအက်ကသူ့ဇနီးကို သူ့အိမ်တွင်ထားလိုသည်ဟုဇာရင်ထမတဆင့်သိရသည့်အခါတွင်ဘာမျှအံ့ဩခြင်းမဖြစ်တော့သူ့အရင်အဆက်ဆက်သောဗြိတိရှ်အရာရှိများသည်လည်းအက်ကဲ့သို့ပင်တိုင်းရင်းသူအမျိုးသမီးများကို အပြော်ထားကာထို့သို့တဏှိယရာတွင် ထားတတ်ချောင်ဖြင့်ပြောပြ၏ အတ်မာဗီကန်က S2 နှစ်ယောက်သည် S ခွင့်မစစ်မီအထိမိမိ၏ဧည့်သည်များအဖြစ်တဲခိုနိုင်ကြောင်းထိုအတော်အတွင်တွင်မဒန်းညစ်မကြီးမဝဲတွင် အင်တလုံးရှာပေးမည်ဖြစ်ကြောင်းဖြင့်ပြောပြသည် S ကလည်းသူ့အကြံအစီကိုလက်ခံလိုက်၏နောက်တစ်နေ့တွင် S သည်ဝေါ်လီညင့်တွေ့ရန် ဟာဆန်အဗဒါသို့ယင်းဖြင့်ထွက်လာခဲ့သည်အိမ်မှသူထွက်လာစဉ်ကတအိမ်လုံးမှောင်နှင်မဲမဲရှိသေး၏ဇူလီကအိမ်မုံဆုံးမွားဖြင့်အောက်ထပ်သို့လိုက်ပို့သည် အောက်တွင်မြင်းအသင့်ပြင်၍စောင့်နေသောဇာရင်ကိုတွေ့ရ၏ဇာရင်မှာပဒန်းရှိတက်သို့ပြန်မည်ဖြစ်ပြီး ဟာဆန်အဗဒါအထိအတူလိုက်မည်ဖြစ်၏အက်ရှ်နှင့်ဇာရင်တို့သည်မြင်းများပေါ်သို့တက်ကြပြီးနောက်ပါတမာဘီကန်၏ဝင်းထဲမှထွက်လာခဲ့ကြသည်ဝင်းထဲမှအထွက်တွင် သစ်ပင်မော်တွင်အိတ်တန်းစင်းကျက်ဖတကောင်သည်တော်လိုက်၏ဒုတိယတကောင်ကမျိုးဘက်စီမှပြန်တော်သည်တတိယတကောင်က မြေဘေးခံတက်ပြက်ကြီးပေါ်မှ တော်မြန်သည်တို့ဖြင့်ခဏကြာနေ ကြက်တော်တန်တွေစူညံနေလေပြီ။လေကအေးမြစေ။တို့ရရင်လက်ဆက်တန့်ရှင်းခြင်းမရှိ။တစ်နှစ်လုံးပူရောမိလက္ခဏာ။အကဘာဘရင်ကြီးတိဆောက်သွားခဲ့သည့်ခန္ဓာကြီးပေးမှစီစဉ်သွားသောမြစ်ပေါ်တွင်မနက်ခင်းနှင်းမြူတို့တိတ်သေးနေစေ။ညင်းစီယောက်ျားနှစ်ယောက်သည်ပေကြရလမ်းမကြီးပေါ်တို့ရောက်နေ။ကိုတာတက်နှင့်ဂူဘတ်တို့များလာကြနေမည်လို့ဟုမျှော်ကြည့်ကြသည်၏။တို့ရရင်အရေးအယောင်မျှမမြင်ရ။လမ်းမှာတွေ့ကျင်လဲတွေ့မှာပါ။ ရန်ကိုဘရော့လောက်ပြန်မယ်စေကူးတလဲတခင်ဆက်အလွန်ဆုံးသုံးပတ်ပေါ့ဗျာဒီအတွင်းမှာအဘကိုတာတက်မရောက်သေးရင်လည်းရောက်တော့ပြောလိုက်ပါ သူနဲ့အမြန်ဆုံးနာတွေ့မယ်လို့ဟုတ်ပြီလေတကယ်လို့ကျွန်တော်နဲ့လမ်းမှာတွေ့ရင်လည်းတခင်ဆက်မပြန်ခင်မှာတွေ့ရအောင်အတော်အိမ်မှာပဲကျွန်တော်တို့စောင့်နေမယ်ကဲသွားမယ်တခင်ဆက်ဟုတ်ပြီစားရင်သူတို့နှစ်ယောက်ဒီလက်ချင်းထိ၍နှုတ်ဆက်ကြပြီးနောက်ခွဲလာခဲ့ကြ၏နောက်နှစ်နာရီခန့်ကြာသည့်အခါ၌ SD ဟာဆန်အဗဒါတို့ရောက်လာကား ိုမတဆင့်လက်ဝဲဘက်အဘိုးတပတ်သို့သွားသည့်ပေတရာအတိုင်းမြင်းစည်းလာခဲ့သည်ဝေါ်လီသည်မြို့ပြင်ပနှမိုင်လောက်ဝေးသည့်စံကြောင်ကလေးပေတစ်ပင်အုပ်အုပ်များအောက်တွင်ထိုင်၍မနှက်စာစားနေသည် SD ညီယောင်ပျောက်တိပျောက်ကြားထိုးကြနေသည့်ထနောင်းပင်ရိပ်များအောက်တွင်မြင်းကိုရက်၍မြင်းပေါ်မှဆင်းလိုက်သည်အရက်အမောင်းကောင်းကောင်းဖုန်တွေချွေးတွေစွန့်ပင်နေသည့်အာဖဂန်နစ္စတန်ဝတ်စုံကိုဝှထားသည့် H ကိုဝေါ်လီရုတ်တရက်မမှတ်မီ